ကမောင်သမားရဲ့မစင်ချင်မှုကြောင့်ရုတ်တရက်မျက်စိတမိတ်တွင်ဘဝတစ်ပါးကိုကုပြောင်းသွားခဲ့ရတဲ့အကြောင်းဆရာမကြီးတူပရိသတ်များအလုံးမဲမင်္ဂလာပါမာတပန် page ကနေကြိုဆိုလိုက်ပါတယ်ဂျင်မတော်တဆောက်မှုဖြစ်တွေကမျက်စိတမိတ်အတွင်းမှာကံကြမ္မာတွေပြောင်းလဲနိုင်တဲ့ဖြစ်ရတွေဖြစ်ပြီးဘဝကိုထိခိုက်ဆုံးရှုံးစေနိုင်တဲ့ဖြစ်ရဆိုးကြီးတွေဖြစ်ပါတယ် အခုတလောပိုင်းမှာဆိုရင်ရင်မတော်တဆမှုဖြစ်ရတွေကမကြမကြမြင်တွေ့လာရပြီးတော့စိတ်မကောင်းစရာသတင်းတွေထွက်ပေါ်နေကြတာပါအထူးသဖြင့်ကာမတော်တဆမှုဖြစ်ရတွေကများပြားနေပြီးကာသမာတချို့ကအစဉ်ချင်းမဲ့မောင်းနှင်မှုကြောင့်အသက်ဆုံးရှုံးမှုတွေများနေကြရပါတယ်ပြီးကတဲ့ရပိုင်းမှာလည်းကုန်တင်ကာမောင်းသမားတူရဲ့အစဉ်ချင်းမဲ့မောင်းနှင်မှုကြောင့်ဓာတ်ဆီဆိုင်မှာစီဖြစ်နေတဲ့အကြောင်းဆရာမကြီးတူကရုတ်တရက်ကွယ်လွန်သွားခဲ့ရတာပါ ဆီယမာကြီးဟာအေယာဝတီတိုင်းဟန်တာဝတီခရိုင်ဇလုံမြို့အထွက်ကစီဆိုင်တဆိုင်မှာစီထဲဖို့ရက်ဆောင်နေတုန်းမျက်စိတမိတ်မိနစ်ပိုင်းအတွင်းမှာထင်မှန်မထားတဲ့ဖြစ်ရဆိုခြင်းနဲ့ကြုံတွေ့သွားခဲ့ရတာဖြစ်ပါတယ်။စီဖြည့်ဖို့စောင့်နေတုန်းမှာကုန်တင်ကားတစ်စီးကစီဆိုင်တဲကိုတက်တက်မမတ်ကြီးမောင်းဝင်လာပြီးဆီယမာကြီးကိုတိုက်မိသွားခဲ့တာပါ။ဆီယမာကြီးနဲ့အတူတူဆိုင်ကဲမောင်းနေလာတဲ့အဖေါ်အမျိုးသားတစ်ယောက်ကတော့ကုန်ကားကြီးရုတ်တရက်ဝင်လာတာသိပြီးအရှိန်မီရှောင်ရှားလိုက်နိုင်တာကြောင့်ကန်တီကလမတင်လေးတွေအသက်ချမ်းသာရာရသွားခဲ့တာပါ။ ဆီယမာကြီးကတော့အသက်ကြီးသူဖြစ်တာကြောင့်ရုတ်တရက်ဝင်ရောက်လာတဲ့ကုန်တင်ကားကြီးကိုမရှောင်တိန်နိုင်ခဲ့ပါဘူး။ကန်ဆိုးလာတဲ့ဆီယမာကြီးစီကိုကားကဆိုင်ဆိုင်မြဲမြဲရောက်သားတယ်လို့ဖြစ်ပြီးအသက်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ်။ဆီယမာကြီးကအသက်59နှစ်အရွယ်ရှိပြီဖြစ်ပြီးတော့မကြာခင်မှာငိမ့်စားပင်စင်ယူရမယ့်အကြောင်းဆီယမာကြီးတိုးလည်းဖြစ်ပါတယ်။ နမည်ကတော့ဒေါ်တန်းတန်းထိတ်လို့သိရပြီးအေယာရီတိုင်းဟန်သာဝရီခရိုင်ဇလုံမြို့နယ်ကပကွဲရွာလေးရဲ့မူလာတန်းကျောင်းဆရာမကြီးတယောက်ဖြစ်တာဝန်ထမ်းဆောင်နေခဲ့တာပါဆရာမကြီးကမောင်နှမရီထဲမှာအမကြီးဖြစ်တယ်လို့သာသမီ၃ယောက်ရဲ့မိခင်တူလည်းဖြစ်ပါတယ်တာမန်ရွာလေးတရွာကကျောင်းဆရာမကြီးဖြစ်တာကြောင့်အေးအင်းချမ်းချမ်းနဲ့ဘဝကိုဖျက်ဆီးခဲ့သူဖြစ်ပြီးကျောင်းဆရာမအလုပ်နဲ့ပဲရိုးရိုးသားသားရုန်းကန်ခဲ့သူဖြစ်ပါတယ် ကလေးတွေအပေါ်လဲစေတနာမြတ်တာအဖြစ်နဲ့သင်ကြားပြသပေးခဲ့တဲ့ဆရာမကြီးတူဖြစ်တာကြောင့်ဆရာမကြီးဒေါ်သန်းသန်းထေကွလွန်သွားတဲ့အပေါ်မှာတရွာလုံးကဝန်းနေနေခဲ့ရတာပေါ့။ထင်မှတ်မထားပဲမျက်စိတမိတ်အတွင်ဖြစ်ခဲ့ရတဲ့ဒီအဖြစ်ရဲ့ဆိုကြီးကចောင်းသားတွေနဲ့ဆရာမကြီးရဲ့မိသားစုဝင်တွေရဲ့ရင်ကိုပူလောင်စေတဲ့အဖြစ်ဆိုကြီးဖြစ်သွားခဲ့ရပါပြီ။ဆရာမကြီးဟာအရင်ကလည်းចောင်းကားနေရပြန်ဓာတ်စီဝင်ဖြစ်နေကြဖြစ်ပြီးအဲဒီနေ့ကပုံမှန်နေ့တွေလိုဓာတ်စီဝင်ထက်နေတာပေါ့။စီဆိုင်မှာလူတွေများနေလို့တန်းစီစောင့်နေရင်မိုးမိမှာဆိုလို့မိုးကအင်ကြီးလေးတောင်ဝတ်ထားပါသေးတယ်။ဒီအချိန်မ မှာကားကစီဆိုင်တဲကိုရုတ်တရက်ဝင်လာပြီးဆ iam မကြီးရဲ့အသက်စီဝင်းကိုချွေယူသွားတဲ့အထိကိုဖြစ်သွားခဲ့ရတာပါ ဖြစ်ရက်ကဇွန်လ23ရက်နေ့ထက်ကဖြစ်ပွားသွားခဲ့တာဖြစ်ပြီးဖြစ်ခါစတုန်းကတော့ဆီယမကြီးကအသက်ဆုံးရှုံးမှုမရှိသေးဘူးလို့သိရပါတယ်။ပြင်ပဒဏ်ရာထိခိုက်မှုတွေနဲ့လက်ကျိုးတာသာဖြစ်ခဲ့တာပေါ့။ဒါကြောင့်ပြန်သက်သာလာမယ်လို့မျှော်လင့်မိခဲ့ပေမယ့်ဆီယမကြီးကဆူတောင်းမပြေပဲဇွန်လ25ရက်နေ့မှာတော့ကွယ်လွန်သွားခဲ့ရတာပေါ့။ဒီလိုဖြစ်ရတာကကာသမာရဲ့မစင်မကျေမောင်းနှင်မှုကြောင့်လို့ယူဆကြပေမယ့်ကာသမာကတော့ break ပေါ့လို့ထိမရတော့ပဲဖြစ်သွားကြောင်းဝန်ခံလာခဲ့ပါတယ်။ဒါပေမဲ့ဆီယမကြီးကတော့အသက်ဆုံးရှုံးသွားရပြီဖြစ်လို့ကြံရစ်သူမိသားစုဝင်တွေကကာသမာကိုထိရောက်တဲ့ ရေရွတ်မှုတွေလုံဆောင်ခြင်းနေခဲ့တာပေါ့ကာသမားရဲ့မစင်ခြင်းမှုကြောင့်ဘဝတပါးကိုကုပြောင်းသွားရတဲ့စိတ်တဘောထားပြေဝရတဲ့ဆရာမကြီးလည်းကောင်းရာဘုံဘဝရောက်ရှိပါစေလို့ဆုတောင်းပေးလိုက်ပါရနော်အားလုံးကကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ